ေးနေတာကြိုက်လို့ရှိရင်ဈေးနေတဲ့ quality ပဲရလိုက်မယ်ဒါကိုလက်ခံတဖို့လိုတယ်တချို့လူတွေကကိုကတသောင်းပဲပေးပြီးတော့မှတသိန်းတန်တဲ့ quality product ကိုလိုချင်ကြတယ်ဖြစ်နိုင်လို့လားမဖြစ်နိုင်ပါဘူးအဲ့တော့ကိုကတသိန်းတန် quality ရှိတဲ့ product ကိုလိုချင်ကိုတသိန်းပေးမှရပဲ ပေးတလောက်တန်ရတန်ကြီးပဲရမှာဒါတဘာဝပဲအဲ့တော့ကိုက premium quality လိုချင်နေဆိုရင်တော့ premium ဈေးကိုပေးနိုင်မှရပါမယ်။ဒါကိုလက်ခံတက်ဖို့လိုတယ်။လက်မခံတက်လို့ရှိရင်ကိုစိတ်ထဲမှာပူလောင်မှုဖြစ်နေမှာပဲဖြစ်ပါတယ်။အဲ့တော့ကိုကိုရောင်းတဲ့ပစ္စည်းကဈေးကြီးလို့လေဈေးကြီးတာနဲ့ထိုက်တန်တလောက်ကိုရောင်းနိုင်ရမယ်။အဲ့လိုမျိုးပဲကိုပစ္စည်းကဈေးနဲ့လို့လေဝယ်နေကြမလို့ဒီ quality နဲ့ဒီတန်မိုးဆိုတာ ညီမှုရှိတယ်ဆိုရင်အရာအလုံးကရောင်းလို့ရတယ်လို့ဝယ်တဲ့ဒူဘက်ကလည်းဒါကိုနားလဲထားဖို့လိုပါတယ်ဥမာကိုကအင်ကြီးအကောင်စားရချင်တယ်ဒါပေမဲ့ကိုကတပေါင်းလောက်ပဲသုံးချင်နေဆိုရင်တော့အဆင်မပြေနိုင်ပါဘူးအဲ့တော့ဒီတဘောတရားလေးနားလဲလို့ရှိရင်ကိုရဲ့ဘဝမှာအဲဈေးရတာပဲဖြစ်ဈေးဝယ်ရတာပဲဖြစ်ပို့ပြီးတော့မှအဆင်ပြေလာလိုက်မယ်ကိုရဲ့ဘဝပို့ပြီးတော့မှရွေးချယ်မှုတွေမကန်လာပါလိုက်မယ်ကျေးဇူးများတင်ပါတယ် coach တက်ပါ